ိုင်းနိုင်ငံမှာရှိတဲ့အထောက်ထားမဲ့ရွှေပြောင်းလုံသမားတွေရဲ့တော့အလုတ်လုတ်ခွင်လက်မှတ်ဗတ်အစ်စ်ပြုတ်လုတ်ပေးမဲ့အစီအစဉ်ကိုနေဆက်ပြဿနာတွေကြောင့်ယာယီရဆိုင်းလိုက်တယ်လို့ထိုင်းလုံသမားဝင်ကြီးဌာနကအောက်တိုဘာလ16ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်အထောက်ထားမဲ့ရွှေပြောင်းလုံသားတွေကိုထိုင်းနိုင်ငံထဲမှာတရားဝင်အလုတ်လုတ်ကင်ခွင့်ရရှိစေဖို့အတွက်ပန်းရောင်ကတ်လုတ်ဖို့အမြင့်ဆင်းလျှောက်ထားခြင်းကိုအောက်တိုဘာလ15ရက်နေ့မှာစတင်ဖို့အစီအစဉ်ထားမှုကိုအောက်တိုဘာလ29ရက်နေ့ယာယီရဆိုင်းလိုက်တယ်လို့အသိပေးလာတာဖြစ်ပါတယ် ထိုင်းဆိုရာကနှစ်စဉ်တရားမဝင်ဝင်ရောက်လာသူတွေကိုတရားဝင်မှုဖြစ်အောင်အလုံးလုံးခွင့်အတိမတ်ပြုကတ်ထုတ်ပေးပါတယ်။ဒါကိုဗတ်ရိုက်တာဒါမှမဟုတ်ပန်းရောင်ကတ်လို့လူများကခေါ်ကြပါတယ်။နေဆက်လုံးုံရေးအခြေအနေအပြင်တရားမဝင်နေဆက်ဖြတ်ကျော်ပြီးဝင်ရောက်လာတဲ့မြန်မာလူသားတွေများပြားတာကြောင့်ပန်းရောင်ကတ်ထုတ်ပေးမဲ့အစီအစဉ်ကို ထိုင်းစစ်တပ်ကအကြံပြုတာကြောင့်လေယာယီရဆိုင်လိုက်တာဖြစ်နိုင်တယ်လို့သိရပါဗျ။လက်ရှိမှာတော့ပန်းရောင်ကတ်လို့ဖို့အစီအစဉ်ရက်လိုက်တာကြောင့် ပွဲစားတွေကိုငွေကြိုသွင်းပြီးပန်းရောင်ကတ်လုပ်ဖို့စောင့်နေတဲ့မြန်မာလုပ်သားတွေအနေနဲ့အခက်တွေ့နေတယ်လို့သိရပါဗျ။ထိုင်းဆိုရရဲ့ဇလိုင်လအထိစီးရင်တွေအရမြန်မာပါဝင် ကမ်ဘောဒီးယားလာအိုစတဲ့နိုင်ငံတွေကနေရောက်ရှိလာတဲ့ရွှေပြောင်းအလုပ်သမားတွေအနေနဲ့အလုပ်လုပ်ခွင့်အသစ်ရှောင်မဲ့သူတက်တန်းတိုးမဲ့သူစုစုပေါင်းနှစ်တသက်မှ9သန်းရှိတယ်လို့ဖော်ပြထားပါဗျ။အခုတစ်ခေါက်ဘတ်အသစ်ရှောင်မဲ့မြန်မာနိုင်ငံသား၄သိန်းကျော်ရှိနိုင်တယ်လို့ရွှေပြောင်းအလုပ်သမားရဲ့ကူညီသူတွေကခန့်မှန်းထားကြပါဗျ။ ဘီလာရုစ်နိုင်ငံကအဆိုတော်မိန်ကလေးတဦးဟာမြန်မာနိုင်ငံကငွေကြေးလိမ်လည်မှု ကြားဖြန့်ဒုစရိုက်ဂိုင်းတွေလက်ထဲရောက်သွားပြီးတဲ့နောက်အသက်ခံရပြီးကိုတွင်းအင်္ဂါအစိပ်ပိုင်းတွေကိုထုတ်ယူခံခဲ့ရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဘီလာရုစ်နိုင်ငံရဲ့ Vice ရုပ်မြင့်သံကြားအစီအစဉ်မှပြိုင်ပွဲဝင်ဟောင်းအသက်26နှစ်အရွယ် Via Chris Silva ဟာမော်ဒယ်လုပ်ငန်းလုပ်ကံရန်အတွက်ထိုင်းနိုင်ငံကိုခရီးထွက်ခဲ့ကြောင်းအဲဒီနောက် လူကုန်ကူးသူတွေရဲ့လိန်လယ်လှည့်ပြားခံရပြီးစက်တင်ဘာလ20ရက်နေ့မှာမြန်မာနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကကြားဖြန့်ကိုင်းတွေမှာအာဓမ္မလှုပ်အားစေခိုင်းမှုခံခဲ့ရကြောင်းနဲ့မြန်မာနိုင်ငံမှာဆိုးရွားစွာတိတ်ဆုံးခဲ့ရပြီးသူမဟာ ကိုတွင်းအင်္ဂါရောင်းဝယ်ဖောက်ကားသူတွေရဲ့တားကောင်ဖြစ်ခဲ့တယ်လို့တန်တရားရှိရကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။အစောပိုင်းတုန်းက ခရစ်ဆိုဘာကိုဖမ်းဆီးထားတဲ့ကြားဖြန့်ကိုင်းကသူမရဲ့ဆွေမျိုးများထံ သူမပြန်လွတ်လိုပါက အမေရိကန်ဒေါ်လာ5သိန်းပေးဖို့ဆိုပြီးတောင်းဆိုခဲ့တယ်လို့လည်းသိရပါဗါအော်တိုဘာလ4ရက်နေ့မှာတော့မိသားစုက ခရစ်ဆိုဘာနဲ့လုံးဝအဆက်အသွယ်ပြတ်သွားခဲ့က ခရစ်ဆိုဘာဟာလူခန္ဓာကိုအစိပ်ပိုင်းမှောင်ခိုးလုပ်ငန်းရဲ့တားကောင်ဖြစ်ခဲ့ပြီးရုပ်အလောင်းကိုတော့မိရှုဖျောက်ပြက်တာခံခဲ့ရတယ်လို့ ဗီယာရဲ့မိသားစုက ဆိုပါတယ်။ဗီယာရဲ့တည်ဆုံမှုဟာ ကိုတွင်းအင်ကအစိပ်ပိုင်းမောင်ခိုရောင်းဝယ်မှုနဲ့ဆက်ဆက်နိုင်ကြောင်းသတင်းကိုရုရှားမီဒီယာတွေကစတင်ဖော်ပြခဲ့ပေမယ့်ဘီလာရုစ်အစိုးရဘက်ကတော့တရားဝင် ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။ရန်ကုန်တိုင်းမှာနေထိုင်သူလူဦးရေ9000တန်းရှိပြီးထပ်ဝခန့်ရှိတဲ့လူဦးရေ3000ခွဲကော တရက်ကိုကျုပ်တလုံးစားသုံးပါကကျုပ်သုံးတန်းခွဲအတွက်ချက်ကောင်ရီလေးတန်းမွေးမြူရမယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါတယ်ဒေတာလိုက်သားငါဖူလုံပေါ်များစေရေစိုက်ပြုံးမွေးမြူရေးစုံတွေတိဆောက်ဖို့လိုအပ်ပြီးလူဦးရေလိုက်စားနဲ့ရိတ်ခေါဖူလုံရေးရှိစေဖို့တုံးမြင့်ဆောင်ရွက်သွားဖို့လိုကြောင်းဥပမာအနေနဲ့ရန်ကုန်မြို့မှာလူဦးရေ9တန်းရှိပြီးလူဦးရေထက်ဝက်3တန်းခွဲကကျုပ်တရက်တလုံးစားရင် ကျုပ်အလုံးရေ3တန်းခွဲလိုအပ်တဲ့အတွက်ကြက်အကောင်ရေ4တန်းခန့်မွေးမြူရမှာဖြစ်တယ်လို့မင်းအောင်လိုင်းကအစည်းအဝေးအတွင်းတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကိုပြောကြားခဲ့ပါတယ်။စားတောက်ရေးအတွက်လိုအပ်တဲ့ဥနဲ့အသားငါးတွေလုံလောက်စွာရရှိဖို့မွေးမြူရေးလုပ်ငန်းတွေကိုမဖြစ်မနေဆောင်ရွက်ဖို့လိုပြီးအဲ့ဒီလိုဆောင်ရွက်ခြင်းအပြင်အသားငါးတွေရဲ့ဈေးနှုန်းတွေကိုလည်းအထိုက်အလျောက်တင့်တင့်မျှတလာမယ်လို့သူကပြောပါတယ်။ဒေတာအလိုက်ရာဒီဥဒုမြေနေထားနဲ့ကိုက်ညီတဲ့ မှုဆိုင်ပြိုးခြင်းတွေကိုလည်းဆောင်ရွက်နိုင်ပြီးမိဖို့ကြောင့်သုံးသီးနှံတွေဖြစ်တဲ့အာလူကျက်သောငရုတ်သီးစတဲ့သီးနှံတွေကိုလည်းပိုမိုတိုးတက်ထုတ်လုပ်ဖို့စိုက်ပျိုးသွားကြရမယ်လို့ဆိုပါတယ်။ပြည်ရင်းပြည်ပဗယောဂါတွေကြောင့်မိမိတို့နိုင်ငံနဲ့အင်အားလူဦးရေအကျယ်ဝန်းနဲ့စီးပွားရေးရတူညီတဲ့နိုင်ငံတွေနဲ့ရှင်းကြည့်ရင်နောက်ကျကြံနေရာကြောင့်အော်တိုဘာလ16ရက်နေ့ကနေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်မိကုံးမှာလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကထဲသွင်းပြောကြားခဲ့ပါတယ်။ပြည်တွင်းမှာရှိတဲ့ရွှေတဲ့စိန်တဲ့လက်ဝတ်ယတနာရောင်းချတဲ့ဆိုင်တွေအနေနဲ့စစ်ကောင်စီလက်အောက်ခံတယန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမှတ်နဲ့တပ်တုတွင် လုပ်ငန်းကထုတ်ပေးတဲ့ဘောက်ချာတွေနဲ့သာရွှေရောင်းဝယ်ရတော့မယ်လို့ရွှေလုပ်ငန်းရှင်တွေစီကနေသိရပါဗါတယ်အတုံးအခဲအပါဝင် လက်ဝရတနာဆိုင်ပန်ရှင်များအနေနဲ့ရခင်ကဲ့သို့စိုင်းနံမဲပါဘောက်ချာများကိုအသုံးပြုခွင့်မရတော့ဘဲတတတုရွှေရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်ကိုစစ်ကော်မရှင်ထံလျှောက်ထားကလိုင်စင်ရရှိပါကတတုတွင် လုပ်ငန်းမှထုတ်ပေးတဲ့ရွှေရောင်းဝယ်ပြေစာစာအုပ်ဖြင့်သာအယောင်အဝယ်ပြုလုပ်ရမှာဖြစ်ပြီးစာအုပ်ကုန်သွားရင် ဝင်ကြီးဌာနတွင်သာမှာယူရမှာဖြစ်ပါတယ်။လိုင်စင်ရရှိထားသူတွေအနေနဲ့ အဲ့ဒီစာအုပ်တော်၎င်းစာအုပ်ထဲကပြေစာအလွတ်တော်၎င်းလွှဲပြောင်းခြင်းမပြုရပဲစာအုပ်အပါစာရွက်တိုင်းမှာစိုင်းနံပါတ်နဲ့စိုင်းအမှတ်တို့ကိုတစိမ့်ရိုက်နှိပ်ထားရမယ်လို့သိရပါတယ်ပြေစာကိုရေးရမှာရောင်းဝယ်တဲ့နေဆွဲစိုင်းအမည်စိုင်းအမှတ်ရောင်းဝယ်သူအမည်မှတ်ပုံတင်နံပါတ်လိပ်စာတို့အပြင်ရောင်းဝယ်သူနာမည်နဲ့လက်မှတ်ကိုအပြည့်အစုံထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ် အယောင်းဝယ်ပြုလုပ်ရမှာလဲရည်ညွှန်းစေးတတ်မှတ်ဈေးနှုန်းနဲ့ရောင်းချရမှာဖြစ်တယ်လို့စီကံချက်တွေချိုးဖောက်တာပြည်စာစာရွက်ပြောက်ဆုံးတာ မမှန်မကန်တင်ပြတာတွေလုပ်ရင်ဥပဒေနည်းဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့အရေးယူခံရမယ်လို့ဆိုထားပါဗျ။အခုလက်ရှိမှာတော့ကမ္ဘာရွှေဈေးဇက်တိုက်မြင့်တက်နေမှုနဲ့အတူလက်ရှိပြည်တွင်းရွှေဈေးဟာလည်းကျပ်88သိန်းကျော် 88သိန်းနီးပါးအထိ ရောက်ရှိလာတယ်လို့ရွှေလုပ်ငန်းရှင်တွေစီကနေသိရပါဗျ။ရွှေရည်ညွန့်တက်မှတ်ဈေးကတစ်ကြက်သားကို96သိန်း9000ကျပ်တာတက်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်ထဲမှာတော့တစ်ကြက်သားကို ကျပ်88သိန်းနီးပါးအထိပေါက်ဈေးရှိနေတာပါ။လက်ရှိမှာကမ္ဘာရွှေဈေးဟာ တောင်စကို အမေရိကန်ဒေါ်လာ4359အထိရောက်ရှိနေတာဖြစ်ပြီးတစ်ပတ်အတွင်းတောင်စကို ဒေါ်လာ220နီးပါးထိမြင့်တက်လာတာကို တွေ့ရပါတယ်။ပြည်တွင်းရွှေဈေးကတော့လက်ရှိမှာအခောက်ရွှေတစ်ကျပ်သားကို88သိန်းကျပ်ဝန်းကျင် ရှိနေတာဖြစ်ပြီးတစ်ပတ်အတွင်း၁၅သိန်းကျော်မြင့်တက်လာတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်မဟာချိုင်နယ်မြေမှာရှိတဲ့အလုသမားတန်လျာမှာအလုသမားလူတင်မှတ်ပုံတင်ဗတ်တင်ဖို့စောင့်နေတဲ့မြန်မာနိုင်ငံသားအလုသမား132ဦးကို ထိုင်းရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒ်။အောက်တိုဘာလ16ရက်နေ့ကမြန်မာနိုင်ငံသား132ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်းလက်ရှိမှာတော့စစ်ဆေးနေဆဲဖြစ်ပြီးမြန်မာပွဲစားအချင်းချင်းအဝေးမတက်ဖြစ်ရာကနေပွဲစားတအူးကနေရအတိအကျနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတိုင်ကြားရာကဝင်ဖမ်းရခြင်းဖြစ်တယ်လို့သိရပါဗါဒ်။အလုသမားတွေဟာပွဲစားတွေထံပန်းရောင်ဘတ်လောက်ခအပတအူးကို7380ငွေလန်ငင်းပေးကာ ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ခွင့်ရဖို့စောင့်ဆိုင်းနေကြသူတွေဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာအော်တိုဘာလ15ရက်နေ့ကစတင်လိုက်တဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကိုဘတ်ခေါ်ပန်းရောင်ကနေထိုင်အလုပ်လုပ်ခွင့်အသစ်ပြုလုပ်ပေးမဲ့လုပ်ငန်းစဉ်ကိုယာယီရဆိုင်လိုက်ကြောင်းထိုင်းအလုပ်သမားဝင်ကြီးဌာနကကြေညာထားပါတယ်။အခုလိုယာယီရွှေ့ဆိုင်ခြင်းကိုအကြောင်းပြကမြန်မာအလုပ်သမားတွေကိုဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒါအပြင်ထိုင်းနိုင်ငံတက်ခရိုင်ဖုန်ဖရာမြို့နယ်ဘန်မိုကိုထိုင်းဒေသတဝိုက်မှာလည်း ။နေဆက်ကနေတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား23ကိုဖမ်းဆီးထားရလို့သိရပါဗျ။အော်တိုဘလ15ရက်နေ့ကလည်းထိုင်းနိုင်ငံရနောင်ပြည်နယ်ကရဘူရီမြို့နယ်မှာခိုးဝင်လာတဲ့မြန်မာရွှေပြောင်းအလုသမား14ဦးကို တွေ့ရှိပြီးဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။မဲဆောက်မြို့မှာလည်းအော်တိုဘလ9ရက်နေ့ကရေတကုန်အနီးတဝိုက်မှာစိုင်းပွင့်ထားတဲ့မြန်မာနိုင်ငံသားအမျိုးသားတအူးနဲ့အပေါင်းအပါစုစုပေါင်း9ဦးကိုဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ စက်တင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံကိုနေဆက်ကနေတရားမဝင်ဝင် ရောက်ခဲ့တဲ့မြန်မာနိုင်ငံသားတထောင်ဦးထပ်မင်းနဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါဗျ။